အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ငပြောတိလုံးကြော်ကို အလွေးတကိုလေးလုပ်တဲ့လုံလေးလေးပါဤလေးနဲ့တကယ်ကိုစားလို့ကောင်းပါတယ်နော်ကဲကျမရဲ့လုံလေးလေးကို ကြည့်ကြရအောင် ပထမဆုံးဒီငပြောတိနှလုံးကို အခွန်ခွာထားပါမယ်ခွာထားတဲ့ငပြောတိလေးတွေကိုဒါလေးနဲ့ကြည်နေအောင်ခြေထားပါမယ် ဆက်ရှိရင်လဲဆက်နဲ့လဲခြေထားလို့ရပါတယ်เนาะငါပြောသေးတယ်အခုလိုမျိုးကြည်ကြည်ကလေးရှိနေပြီဆိုရင်တော့ကြက်ဥတလုံးကို ကျွန်မဖောက်ထဲပါမယ်ကျုပ်ရဲ့ငပြောတိရဲ့တမတော်အောင်လို့ခဏလေးကျွန်မပြန်မွေထားပါမယ်။ ရဲ့ငပြောတိရဲ့အားလုံးတမတော်ပြီဆိုရင်တော့ဂျုံမုတ်တစ်ခွက်ထဲပါမယ်ဒီဂျုံမုတ်တစ်ခွက်ကတော့ထမင်းစားစွန်း16စွန်းစာရှိပါတယ်နော်ပြီးရင်တကြကိုထဲပါမယ်ထမင်းစားစွန်း၄စွန်းစာပါဒါလေးကတော့ baking powder ပါလက်ဖက်ရည်စွန်းတစ်ဝက်ရှိပါတယ်ပြီးရင်စားနေငယ်ထဲပါ ဒါကတော့ vanilla ပါလက်ဖက်ရည်စုံတစုံစားထဲပါမယ်အနံ့လေးမွေးမွေးလေးဖြစ်သွားအောင်လုပ်ပါပြီးရင်နွားနို့ကိုခွက်ရက်တဝက်ထဲပါမယ်အားလုံးသမသွားအောင်လို့ခဏလေးကျွန်မပြန်မွေးထားပါမယ် လုံးတက်မှသွားပြီးဒီလိုအနေထားလေးဒီလိုပုံစံလေးဆိုရင်တော့ရနေပါပြီနော်ဒီမုတ်သားလေးတွေကိုပလတ်စတစ်ထဲမှာပုံစံခွဲပလတ်စတစ်ထဲမှာထည့်ထားပါမယ်ပြီးရင်ဒီအဖျားကိုဖြတ်ထားမယ်ပြီးတဲ့ခါကျတော့စီပူပူထဲမှာဒီလိုမျိုးအဝိုင်းလေးပုံစံလေးလုပ်ထားမယ်ကဲကြည့်ပါဦးလွယ်လွယ်လေးနော်တဲဦးစမ်းတလောက်ကိုကျွန်မအကုန်လုံးဒီလိုပုံစံလေးလုပ်ထားပါမယ် အလယ်လက်မှာကျွန်မထားထားပါတယ်နော်ဒီလုံနည်းလေးကတော့လွယ်လဲလွယ်ကူပါတယ်အလွန်လဲအရသာရှိတဲ့လုံနည်းလေးပါငါပြောသေးနေဆိုတော့ပို့ပြီးတော့အရသာရှိပါတယ်နော် သားလေးတွေကို အပေါ်အောင်လန်ထားပေးပါမယ်ခဏလေးပြန်သေးထားပါမယ်။တပြည့်ပြည့်နဲ့အနီရောင်လေးတတ်လာပါတယ်နော်။တခါပြန်ပြီးတော့အပေါ်အောင်လေးလန်ထားပါမယ်။အကုန်လုံးကြက်အောင်လုပ်ပါ ကဲဒီလိုအနေထားလေးရရဲ့ကလေးဆိုရင်တော့ရနေပါပြီဆဲထုတ်ထားပါမယ်ကြံနေတဲ့မုတ်သားလေးတွေကိုလည်းခုလိုမျိုးပဲဆက်လက်ကြမကြော်ထားပါမယ်အခုဆိုရင်တော့အကုန်လုံးလဲကြော်ပြီးသွားပါပြီเนาะကြည်ပါဦးအများကြီးရနေပါပြီတခုလောက်ကိုတရလေကနေကျမကြည့်လိုက်မယ်เนาะ ကဲကြည့်ပါဦးမမရွရလေးနဲ့နော်အနံ့လေးလေးမွေးကြိုင်နေပါတယ်အလွန်အရသာရှိတဲ့မုံလေးပါနော်ငပြောသီးနဲ့လှုပ်ထားတော့ပိုပြီးတော့အရသာရှိပါတယ်နော်တစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်တကယ်လဲလွယ်ကူပြီးတော့အလွန်လဲအရသာရှိတဲ့မုံလေးပါတကယ်လို့များကိုကများကြီးလှုပ်ချင်နေဆိုရင်ကျမရဲ့လုံလေးလေးအတိုင်းနှစ်စာသုံးစာလုံလုံရပါတယ်နော် အခုလို့ကျမရဲ့ view လေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လဲအားပေးကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။